င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်ရှုံးမင်းအောင်လိုင်းကလူယုံကြောစွာလင်းကိုနံပါတ်3တက်ခေါင်းဆောင်အဖြစ်ရာထူးတိုးပေးပြီးကာကွယ်ရေးဝန်ကြီးနဲ့ကြီးရည်လင်းညှိနှိုင်းကိုယ်ကရေးမှုကိုစစ်ဘက်ရာထူးတွေကနေဖယ်ရှားကအရက်ဘက်ကိုပြောင်းရွှေ့လိုက်ပြီးအရေးပေါ်ဖြစ်နေတဲ့အေရီယာတိုင်းမှုနေရာကိုလည်းအပြောင်းလဲပြုလုပ်ပါတယ် ဟပုန်ခရိုင်မှာဒီဇင်ဘာလဝက်အထိတိုက်ပွဲ55ကြိမ်ဖြစ်ပါပြီစစ်ကောင်စီတပ်သား12ဦးသေသွားတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အခုပထမဆုံးတင်ဆက်ပေးတဲ့သတင်းတစ်ပုဒ်ကတော့နိုင်ငံတော်စစ်ရှုံးနေတဲ့အကြက်ဖက်စစ်ခေါင်းဆောင်မေအောင်လိုင်က လူယုံဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်တပ်ရဲ့နံပါတ်3ခေါင်းဆောင်ဖြစ်ရာဟုတိုးပေးပြီးကာကွယ်ရေးဝန်ကြီးနဲ့ကြီးရည်လင်းညှိနှိုင်းကိုကဲရေးမှုကိုရာဟုကနေဖယ်ရှားပြီးအရက်ဘက်ကိုပြောင်းရွှေ့လိုက်တယ်လို့နေပြီးတော့တက်သတင်းမြစ်ကပြပြပါဗျ။စီအိုစီအရာရှိချုပ်ကြီးနဲ့စစ်တောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်တပ်ရဲ့နံပါတ်3အဆင့်ခေါင်းဆောင်ဖြစ်တဲ့ကြီးရည်လင်းညှိနှိုင်းကိုကဲရေးမှုဖြစ်ရာဟုတိုးမြင့်လိုက်တာလည်းဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတရားဆန်းနဲ့ ကြီးရည်လင်းညှိနှိုင်းကုတ်ကဲရည်မှုဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုဝန်ကြီးတွေဖြစ်ပြောင်းရွှေ့ခဲ့ပြီးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကိုစစ်ကောင်စီဝန်ကြီးချုပ်ယုံဝန်ကြီးဖြစ်၎င်းဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုကာကွယ်ဝန်ကြီးဖြစ်၎င်းပြောင်းရွှေ့တာဝန်ပေးလိုက်တာလည်းဖြစ်ပါတယ်။လက်တလုံးမှာ A နဲ့ PDF တွေဝင်ရောက်ရန်အခြေအနေများပြီးအရေးပေါ်ဖြစ်နေတဲ့ AR တိုင်းအနောက်တောင်တိုင်းစစ်တနာကျောက်တိုင်းမှုရာတို့ကိုလည်းအပြောင်းလဲပြုတ်လုလိုက်ပြီးလက်ရှိတိုင်းမှုဗိုလ်ချုပ်ဝီလင်းကိုအရန်အင်အားတို့ပို့ဆောင်က နိုင်ငံခြားရေးဝန်ကြီးဌာနကိုပြောင်းရွှေ့လိုက်တာလည်းဖြစ်ပါတယ်။ဗိုလ်မှူးချုပ်စိုးကျော်ထက်ကိုလည်းအနောက်တောင်တိုင်းစစ်တနာကျော်တိုက်မှုသစ်အဖြစ်ခန့်လိုက်တယ်လို့လည်းသိရှိရပါတယ်။အနောက်တောင်တိုင်းစစ်တနာကျော်တိုက်မှုသစ်ဖြစ်လာသူ ဘုံမူးကျို့စိုးကျော်ထက်မှာရခိုင်ပြည်အနောက်ပိုင်းတိုင်းစစ်တနာကျော်တောင်ကုတ်တက်နယ်မှာတောင်ဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။အနောက်မြောက်တိုင်းစစ်တနာကျော်တိုင်မူဘိုလ်ချုပ်တန်းထိုင်မှာစစ်ဦးစီးအရာရှိချုပ်ကြီးနေရာကိုရောက်ရှိလာတာလည်းဖြစ်ပါတယ်။အနောက်မြောက်တိုင်းစစ်တနာကျော်တိုင်မူဖြစ်တက်မတော်တမ်းမြင့်လေးကျင်းတနန်းကျောင်းတတက73ကျောက်ကြီးဘုံမူးကျို့မြို့မင်းထွေးကတိုင်မူတစ်အဖြစ်ဖြစ်လာတယ်လို့လည်းသိရပါတယ်ရှင်။ ကရင်ပြည်နယ်တရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်ကရင်ပြည်နယ်ဖပုံခရိုင်မှာဒီဇင်ဘာလလဝက်ထိတိုက်ပွဲ55ကြိမ်ဖြစ်ပွားပြီးစစ်ကောင်စီတပ်သား71ဦးသေသွားခဲ့လို့ KNU ဗဟိုကပြောပါရယ်ဒီဇင်ဘာလ1ရက်နေ့ကနေ15နေ့ထိဖပုံခရိုင်မှာအကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေကြားမှာတိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း55ကြိမ်ဖြစ်ပွားခဲ့လို့လည်းသိရှိရပါရယ်အဲဒီထိတွေ့တိုက်ပွဲတွေအတွင်းအကြမ်းဖက်တပ်သား 11ဦးဟာသေသွားတာဖြစ်ပြီး10ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။တိုက်ပွဲတွေဖြစ်ပွားစဉ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်တွေကပြည်သူတို့နေထိုင်ရာကျေးရွာတွေအတွင်းကိုလက်လက်ကြီး28လုံးပစ်ခတ်ခဲ့တာကြောင့်ပြည်သူတဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ ကင်းနီပြည်လိုက်ကော်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကတပ်သားဖြစ်အတင်းအဓမ္မစုဆောင်းခံရသူ၄ဦးဟာတနက်၃လက်ကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့လို့ KND ရဲ့ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်လိုက်ပါတယ်။ဒီဇင်ဘာလ17ရက်နေ့မှာလိုက်ကော်မြို့နယ်ရှေ့တန်းတနေရာမှာရောက်ရှိနေတဲ့အတင်းအဓမ္မစစ်သားစုဆောင်းခြင်းခံရသူတပ်သား၄ဦးဟာ MA1 အမျိုးအစားတနက်၃လက်နဲ့ခရမ်းတွေကိုယူဆောင်ထွက်ပြေးလာပြီး KND ရဲ့တရင်တပ်ဖွဲ့တွေစီမှာအလင်းဝင်လာခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီ တက်ဖွဲ့ဝင်အနေနဲ့ဆရာနာရှင်စနစ်သက်ဆိုးရှည်စည်နေလူတစုကောင်းစားရေးအတွက်ပေးဆက်လောက်ကန်နေတဲ့ဘဝနဲ့ပြည်သူအပေါ်ကြောက်ခန့်ချင်းမျိုးပြုလုပ်ကြပဲလွတ်လပ်မျှတတဲ့စနစ်တစ်ခုအမြန်ပေါ်ထွန်းနိုင်ဖို့ပြည်သူကိုမျက်နှာမူကယုံကြည်စွာနဲ့ဗက်ပြောင်းခိုလုံကြဖို့ KNDF ဘဟုကတိုက်တွန်းထားပါရရှင် မကွေးတန်းတန်းတပုတ်ကိုကြည့်အောင်ပါမကွေးတန်းပေါ့မြုံနယ်ဒီတုတ်ကွင်းကျေးရွာကစစ်တပ်စစ်ကြောင်းကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအကျန်းဖက်စစ်သားနဲ့ပြူစောတီ15ဦးထက်မနည်းဟာသေသွားကြတယ်လို့စိတ်ဖြူပျောက်ကြားတကူတော်ကြားဆိုးကပြောပါတယ်ဒီဇင်ဘာလ10ရက်နေ့ဒီဇင်ဘာလ14ရက်နေ့တို့မှာပေါ့မြုံနယ်ဒီတုတ်ကွင်းပြူစောတီကျေးရွာတွင် ဝင်ရောက်ပြီးစစ်တပ်စစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်သလိုတိုင်မိုင်းနင်းမိုင်းတွေနဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့်ဒီတို့ကွင်းကျေးရပြူစောတိခေါင်းဆောင်စိုးကြီးကိုစိုးမြင့်ဝပါဝင်15ဦးကတည်သွားခဲ့တာဖြစ်ပြီးအများအပြားလဲဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အလားတူသခိုင်းဘက်မှာလည်းမုံရွာမြို့ဝင်မအူဂိတ်အနီးမှာအကြမ်းဖက်စစ်ရင်တန်းကို မိုင်းဆွဲ ပြစ်ခတ်တိုက်ခိုက်ရမှာစစ်သား2ဦးဟာတည်သွားတာဖြစ်ပြီး9ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ Brave Half Army BHA တပ်ဖွဲ့ကတာဝန်ရှိသူ ူတို့ကပြပြပါရယ်ဒီဇင်ဘာလ25ရက်မှာစကိုင်းမြို့တက်မ33ကနေမုံရွာမြို့ဘက်ကိုထွက်လာတဲ့အကြက်ဘက်စစ်ကောင်စီရဲ့စစ်ရင်တန်းကိုဗြေဒာမိုင်းတွေရှေ့ထွက်မိုင်းနေနဲ့မိုင်းဆွဲတက်ခတ်ခဲ့တယ်လို့လက်လက်ငယ်ရွယ်တွေလည်းဝိုင်းဝန်းပြစ်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အဲလိုတက်ခတ်မှုကြောင့်အကြက်ဘက်စစ်သား2ဦးဟာသေသွားတာဖြစ်ပြီး9ဦးဟာဒဏ်ရာရှိခဲ့တယ်လို့ကြောင်လန့်စင်ပြေးလာတဲ့အကြက်ဘက်စစ်သား9ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်လို့သိရှိရပါရယ်ရှင် ရှမ်းပြည်နယ်တရင်တပေါ်ကိုတင်ဆက်ပေးကြပါရစေ။ရှမ်းပြည်မြောက်ပိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့နေမြေတွေမှာတောင်ပြည်အုပ်ချုပ်ရေးတရားဝင်စုမှုရေးတရားစီရင်လုပ်ငန်းတွေကာကွယ်ရေးလုပ်ငန်းတွေမှာတာဝန်ထမ်းဆောင်မယ်။ TNL အလို့တင်အရာရှိဗိုလ်တင်နှန်းစင်ပွဲကိုပြုလုပ်ခဲ့လို့ TNL ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါရစေ။ဒီဇင်ဘာလ15ရက်နေ့မှာ PS Celebrity TNL အလို့တင်ဗိုလ်တင်နှန်းအပတ်စဉ်လေး တင်နန်းဆင်းဘွက်နဲ့အလုတ်တင်ဘိုးတင်နန်းအပတ်စဉ်ကတင်နန်းဖွင့်ပွဲကိုတောင်ပြည်တနေရာမှာပြုလုပ်ခဲ့ပြီးဘိုးတင်နန်းအပတ်စဉ်လေးမှာ တင်တန်းကာလ18လကြာမြင့်ခဲ့ပြီးတင်တန်းသား132ဦးတက်ရောက်ခဲ့လို့လည်းထုတ်ပြန်ထားပါဗျ။အဲ့ဒီတင်တန်းသားတွေဟာတက်တုံညာနှစ်ကုန်စစ်စင်အပိုင်းနှစ်မှာကိုရိုင်းပါဝင်တိုက်ခတ်ခဲ့ကြပြီးစနေဦးမှာတိုက်ပွဲအတွင်းအသက်ပေးလူသွားခဲ့ရတယ်လို့လည်းသိရှိရပါဗျ။အဲဒါကြောင့်တင်တန်းစစ်ပွဲမှာတင်တန်းသား134ဦးဟာတင်တန်းဆင်းနိုင်ခဲ့ကအပတ်စဉ်ကတက်ရောက်မဲ့အလုတ်တင်ဘိုးတင်တန်းသား135ဦးနဲ့တင်တန်းတစ်ကိုဖွင့်လှစ်နိုင်ခဲ့လို့လည်းသိရှိရပါဗျ။ PSLF DNLA ဥက္ကဋ္ဌဘိုးချုပ်ကြီးတာ ိုက်ဖုံးကတနန်းကာလမှာစစ်စင်ရဲအတွင်းစစ်မြေပြင်မှာအသက်ပေးထားတဲ့ဘိုလောင်းတင်နန်းကចောင်းသားတွေကိုဂုံယူလေးစားအပ်တယ်လို့လည်းပြောဆိုခဲ့တယ်လို့လက်ရှိအရာရှိအဖြစ်တာဝန်ထမ်းဆောင်မဲ့အရာရှိလောင်းတွေနေနဲ့လဲကြာရတာဝန်တွေကိုအကောင်းဆုံးဆွဲသွားဖို့လည်းတိုက်တွန်းတယ်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အင်းစင်အချင်းထောင်မှာဖန်စီအချင်းချခံနေရတဲ့နိုင်ငံရေးတကြွလှောက်ရှားသူ NLD လူငယ်ကိုစောစောမိုးကိုစစ်ကောင်စီတရားရုံးကထောင်ဒဏ်10နှစ်ထပ်မံချမှတ်လိုက်ပြီးစုစုပေါင်းထောင်ဒဏ်32နှစ်ကိုကြာခံနေရတယ်လို့နှိဆက်သူတွေကပြောပြပါရယ်ကိုစောစောမိုးကို2021ခုနှစ်ဩဂတ်လအတွင်းမှာစမ်းကြောင်းမြို့နယ်မှာစစ်ကောင်စီကဖန်စီခဲ့တာဖြစ်ပြီးလက်နယ်ဥပဒေပုံမှန်16စာနဲ့ထောင်ဒဏ်3နှစ်ရသက်ကြီး ဥရေပုံမှာ302လူတက်မှုနဲ့ထောင်တန်းဆန်နဲ့မတရားအသင်ဆက်သွယ်မှုဥပဒေပုံမှာစက်ခွန်1နဲ့3နဲ့အကြမ်းဖက်မှုတိုက်ဖျက်ဥပဒေပုံမှာ51ဂနဲ့9နဲ့စုစုပေါင်းထောင်တန်း22နှစ်ကိုပြစ်ဒဏ်ချမှတ်ခဲ့ပြီးအခုအခါမှာလက်လက်မှုလို့ဆိုပြီးထောင်တန်း10နှစ်ကိုထပ်မံချမှတ်လိုက်တာလည်းဖြစ်ပါတယ်ကိုစိုးစိုးမိုးကိုကိုဟင်းယူပါအောင် ကိုပိုင်စုမိုးကိုညီညီထွန်းတို့နဲ့အတူဖမ်းဆီးခဲ့တာဖြစ်ပြီးကိုဟင်းယူပါအောင်ကို2021ခုနှစ်အောက်တိုဘာလမှာစစ်ခုံရုံးကအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်90ရာမြင့်စွဲနဲ့ထောင်ဒဏ်တသက်ကျွန်းချမှတ်ခဲ့တာလည်းဖြစ်ပါတယ် ကိုပိုင်စိုးမှုကိုတော့နိုင်ငံတော်စုပူမှုဖြစ်စဉ်ရလှုံ့ဆော်မှုပုံမှန်905ကနဲ့ထောင်တန်း3နဲ့လက်နယ်ဥပဒေပုံမှန်16ဆလုံးနဲ့ထောင်တန်း3နဲ့ရာဇဝတ်ကြီးဥပဒေပုံမှန်3နှစ်လူတက်မှုနဲ့10နဲ့ပောက်ကွဲစေတဲ့သောဘုထုပစ္စည်းများပုံမှန်နဲ့ထောင်တန်း9နဲ့ ကျန်းဖတ်မှုတိုက်ဖြည့်ဥတွေပုံမှာ58ခန်းနဲ့ထောင်တန်း9နဲ့စုစုပေါင်းထောင်တန်း26နှစ်ကိုချမှတ်ထားတာလည်းဖြစ်ပါတယ်။ကိုညင်ကြီးထုံးကိုလည်းအလားတူပုံမှတွေနဲ့ထောင်တန်းစုစုပေါင်း23နှစ်ချမှတ်ထားတာဖြစ်ပြီးအဲ့ဒီနိုင်ငံရေးတကြွလှုပ်ရှားသူ၄ဦးစလုံးကိုစစ်ကောင်စီကအမှုစဉ်ဖမ်းဆီးကထောင်တန်းနှစ်ရှည်တွေချမှတ်ထားတာလည်းဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ